ကန်လိုက်တိုင်းမှာကစ်ပါဝါမထွက်ဘူးကစ်နဲ့မကန်တတ်ဘူးဆိုတဲ့မိကွန်းတွေအတွက်ဒီဗီဒီယိုမှာဖြည့်သွားပေးမှာပါတော်တော်များများကတော့သူများဘောလုံးကန်တဲ့အခါမှာကစ်ပါဝါပြင်းပြီးတော့ကိုကကန်တဲ့အခါမှာကစ်နဲ့မသွားတာတို့ကိုယ့်ရဲ့ပါဝါကိုအားမရဖြစ်တာတို့ဒါအတွက်ကြောင့်ပဲလာမီးတယ်ထင်ပါတယ်ဆိုတော့ကိုကလည်းကစ်ပါဝါကောင်းကောင်းနဲ့ကန်တက်ချင်တယ်ဆိုရင်တော့နီးစနစ်နဲ့လေ့ကျင့်တဲ့အကျင့်ရည်အတွက်များများလေ့ကျင့်ပြဖို့လိုပါတယ်ကန်တဲ့အကျင့်ရည်အတွက်များတော့မှဘလို့နီးစနစ်နဲ့ ဘောလုံးဘယ်နေရာနဲ့ထိကျက်နဲ့အားဘလို့စိုက်ပြီးတော့ကန်ရတယ်ဆိုတာကိုတေချာနားလည်သွားမှာပါနီးစနစ်ပိုင်းမှာဆိုရင်တော့ကိုကန်မဲ့ပုံစံအလိုက်ကိုနီဟန်ထားနဲ့ထိရတဲ့ထိကျက်တွေလည်းကွာသွားမှာပါဥပမာပါဝါရှုကန်မယ်ဆိုရင် ပုံစံတစ်မျိုးလောင်းပတ်စ်တွေကန်မယ်ဆိုရင်ပုံစံကတစ်မျိုးဒါမှမဟုတ်လေဗောလီကန်မယ်ဆိုရင်ပုံစံတစ်မျိုးဒီလိုမျိုးတွေရှိတာပါ ဘောလုံးနီးစနစ်နဲ့ထိချက်တွေကိုတော့ရှေ့ဗီဒီယိုတွေထဲမှာပြောပြပြီးသားမလို့ဒီဗီဒီယိုထဲမှာတော့ကြွက်သားအသုံးပြုပုံပဲအဓိကထားပြီးဦးစားပေးပြီးပြောသားမှာပါ။ကန်တဲ့ပုံစံကြီးကွဲနေပြီမယ်လေ။တချို့ကနီးစနစ်တော့မှန်နဲ့အားမပါဘူး။ဒါကြောင့်ပဲအားပါခြင်းနဲ့ကစ်နဲ့သွားခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့ကြွက်သားတွေကိုလည်းဘလို့အသုံးပြုရတယ်ဆိုတာကိုလည်းနားလည်မှရမှာပါ။တချို့ကန်တာကစ်ကောင်းတယ်ဆိုတဲ့သူတွေကသူတို့ကနီးစနစ်တွေကြွက်သားတွေဘလို့အသုံးပြုရမယ်ဆိုတာကိုတိတိကျကျ သိရဆိုတာထက်ကျိန်ပန်းများစွာကန်ရင်းနဲ့ပဲဘယ်လိုကြသားတွေနဲ့အာအသုံးပြုပြီးတော့ကန်ရမလဲဆိုတာကိုတစ်ဖြည်းဖြည်းနဲ့နားလည်သွားရတယ်လို့ရှိပါတယ်။ဒါမျိုးကကြတော့လုံနေရင်မနေမှာတတ်သွားတာမျိုးပြောတာပါ။ဘောလုံးတစ်လုံးကိုအာပပါနဲ့ကန်တော့မယ်ဆိုရင်ကိုယ့်ရဲ့ခြေချင်းဘုတ်ကိုအရင်လော့လုတ်ပြီးတော့ကန်ရမှာဖြစ်ပြီးတော့အာအဓိကသုံးတဲ့နေရာတွေကတော့ပေါင်ရှေ့နောက်ကြသားတွေနဲ့အာသုံးပြီးညှစ်ပြီးကန်ရမှာပါ။လိုအပ်မယ်ဆိုရင်လည်းကိုယ့်ရဲ့ခန္ဓာကိုယ်1 byte ကြသားတွေပါညှစ်ပြီးတော့ခန္ဓာကိုယ်လည်း ပုံစံကြအောင်လွှဲပြီးတော့ကန်မှာပဲကစ်ပါဝါနဲ့သွားမှာပါ။ဒါကြောင့်မလို့ကို့မှာရှိတဲ့နယ်ကြွက်သားပမာဏတွေလည်းရှိဖို့လိုအပ်ပါတယ်။ကို့ကြွက်သားတွေအားကောင်းလာအောင်လို့ဘာကရိယာမှာမပါဘဲနဲ့အလွတ်လေ့ကျင့်ခန်း exercise တွေလည်းလုပ်လို့ရပါတယ်။အဲ့ဒါတွေကတော့ squat ထိုင်တာ lunge exercise လုပ်တာကိုယ့်ရဲ့ခန္ဓာကိုယ် balance တွေကောင်းအောင်လို့ balance exercise တွေလုပ်တာ bike တွေအသားတွေကောင်းအောင်လို့ belly ရိုက်တာ plan ထောက်တာတွေလည်းလုပ်လို့ရပါတယ်ဆိုတော့အရှိမပြောတာလေးတွေကိုတိတိကျကျလိုက်လုပ်မယ်ဆိုရင်ကိုယ့်ရဲ့ kick power ကလည်းတိတိကျကျလေးတိုးတက်လာမှာဖြစ်ပါတယ်အခုလောက်ထိကြည့်ပြီးပြီဆိုရင်တော့မေးထားတဲ့သူတွေလည်းအရင်အထက်ပို့ပြီးတော့နားလည်သွားမယ်လို့ပြောလင်းပါတယ်